င်္ဂလာပါရှင်2025ခုနှစ်မတ်လ10ရက်နေ့တလင်းလာနေ့ညလွတ်လပ်တဲ့အာရှတန် RFA ရဲ့စီစဉ်နေကိုအမေရိကန်ပြည်ထောင်စုဝါရှင်တန် DC မြို့တော်ကနေစပြီးထုတ်လွှင့်နေပါပြီကျမဆမ်းမအောင်ပါရေစကြိုမြို့နယ်မှာအိမ်900ကျော်မိရှုခံရပြီးအနည်းဆုံး11ဦးအသက်ခံရပါတယ်ငွေလိမ်လုပ်ငန်းတွေကအိန္ဒိယနိုင်ငံသား 283ကိုမဲဆောက်မြို့မှာဒေလီအစိုးရပြန်ခေါ်သွားပါတယ်။တပိတ်ချင်းမှာတိုက်ပွဲပြင်းထန်နေပါတယ်။ဒီအကြောင်းတွေနဲ့တူစစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲအပေါ်သဘောထားအမြင်စုစည်းတင်ပြချက်ကိုနားဆင်ရမှာဖြစ်ပါတယ်ရှင်။ကရင်ပြည်နယ်မြောက်ရီမြို့နယ်ကတရုတ်လောင်ကစားယုံနေတဲ့ငွေလိမ်လုပ်ငန်းတွေမှာအလုပ်လုပ်နေတဲ့အိန္ဒိယနိုင်ငံသား900ကျော်တဲက283ယောက်ကို ကရင်နယ်ကြားစောက်တဲ့ BGF တပ်ဖွဲ့ကထိုင်းအာနာပိုင်တွေကတဆင့်အိန္ဒိယအာနာပိုင်တွေကိုဒီနေ့နေ့လေကမြရီမဲဆောက်အမှတ်နှစ်တကားမှာပထမအထုပ်လွှဲပြောင်းပေးလိုက်ပါတယ်။သူတို့ကိုအိန္ဒိယအာနာပိုင်တွေကစစ်လေရင်နဲ့မဲဆောက်လေစိတ်မှာလွှဲပြောင်းခေါ်ယူသွားတယ်လို့မြရီ BGF ကိုကဲရေယုံသတင်းရင်းမြစ်ကပြောပါတယ်။မနက်ဖြန်မှာလဲကြံနေတဲ့လူ200ကျော်ကိုစပ်ပို့မယ်လို့ဆိုပါတယ်။အဲ့ဒီအပြင်အင်ဒိုနီးရှား၊နီပေါ၊မလေးရှား၊ပါကစ္စတန်နိုင်ငံသားတွေကို လာခေါ်တဲ့နိုင်ငံလိုက်ဆက်လဲသွားမှာပါလက်တလုံးမှာ PGF နေကြားဆောက်တပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းထားတာ26နိုင်ငံကလူပေါင်း9000ဝန်းကျင်ကြံနေသေးတယ်လို့ဆိုပါတယ်ရှင်အပြည်ပြည်ဆိုင်ရာအလို့သမားအဖွဲ့ချုပ်အစည်းအဝေးဒီနေ့မန္တလေးဆယ်ရက်နေမှာကျင်းပမှာဖြစ်တဲ့အတွက်စစ်ကောင်စီကိုအရေးယူပေးဖို့ရန်ကုန်မြို့မှာတောင်းဆိုတဲ့လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ကြပါတယ်အာနာသိန်းကာလအတွင်းအလို့သမားတွေကိုအဓမ္မအလို့ခိုင်းစေတာလွတ်လပ်စွာအသိန်းဖွဲ့စည်းတာနဲ့ စီယုံခွင့်နဲ့ပိတ်ပင်နေတာတွေကို IRO ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှ33အရအရေးယူပေးဖို့တောင်းဆိုကြတာပါ။ရန်ကုန်တိုင်းအပြင် ကချင်၊ကရင်၊ရှမ်း၊စကိုင်းနဲ့မကွေးတိုင်းတို့မှာလည်းအခုလိုလှုပ်ရှားမှုတွေကိုတပြိုင်တည်းလှုပ်ဆောင်ခဲ့ကြပါတယ်ရှင်။စကိုင်းတိုင်းထီချိုင်မြို့နဲ့6မိုင်กว่าကွင်းကြီးရွာကိုစစ်ကောင်စီတပ်ကလေကြောင်းကနေတိုက်ခိုက်တာကြောင့်နေအိမ်တချို့ပျက်စီးပြီးအမျိုးသားတယောက်ထိခိုက်သွားတယ်လို့ဒေသခံတွေကပြောပါတယ် မလ၈ရက်နေ့ညနေမှာစစ်ကောင်စီရဲ့မိတီလာ ရှန်တဲလေးတက်ကနေဂျက်တိုက်လေးနဲ့ပေါင်900ပုံနှလုံးကျဲချတိုက်ခတ်ခဲ့တာပါဒီတိုက်ခိုက်မှုကြောင့်နေ9လုံးကပ်ပျက်စီးပြီးအသက်40ကျော်အမျိုးသားတယောက်ထိခိုက်ဒဏ်ရာရတဲ့အပြင်ကွင်းကြီးရွာလမ်းဆောင်က73စီဆိုင်လဲမိလောင်ပျက်စီးသွားပါတယ်ရှင်မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ခွန်မိုင်ရွာအနီးတစ်ဝိုက်မှာတန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ပူပေါင်းတက်တဲ့စစ်ကောင်စီတက်တော့ ဒီရက်ပိုင်းမှာတိုက်ပွဲပြင်းထန်နေတယ်လို့ဒေသခံတွေနဲ့ကာကွယ်တပ်ဖွဲ့ဝင်တွေကပြောပါတယ်။ခုနှစ်မိုင်ရွာမှာတဆဲထားတဲ့စစ်ကောင်စီတပ်စခန်းကိုတော်လိုင်းပူပေါင်းတပ်တွေကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေချိန်စစ်ကောင်စီတပ်ကလည်းလေကြောင်းနဲ့လက်နက်ကြီးသုံးပြီးပြန်လည်တိုက်ခိုက်နေတယ်လို့ဆိုပါတယ်။၂၀24ခုနှစ်ဩဂုတ်လ25ရက်နေ့မှာတပိတ်ချင်းမြို့ကိုတော်လိုင်းပူပေါင်းတပ်တွေကသိမ်းယူနိုင်ခဲ့ပေမဲ့မြို့နယ်တခုလုံးကိုထိန်းချုပ်နိုင်ဖို့တွင်းငွေရာက အမှတ်73တပ်မတော်တမ်းမြင့်လေးကျင်းရေးကြောင် ခုနှစ်မိုင်ရွာကတက်စကန်နဲ့ကြောက်ကြီးရွာကတက်စကန်တွေကြန့်ရှိနေသေးတာဖြစ်ပါတယ်ရှင်။ RFA ကဆက်လက်ထုံးလင်းနေပါတယ်။အခုတော့မကွေးတိုင်းကသတင်းတင်ပြมาဖြစ်ပါတယ်။မကွေးတိုင်းရေစကြိုမြို့နယ်အခြေဆိုင်ချင်းမြန်တရင်တွေကပခုတ်ကူအခြေဆိုင်စစ်တပ်နဲ့ပေါင်းပြီးတော့အိမ်900ကျော်မိရှုကိုတွားတယ်လို့အသက်ခံရတဲ့သူအ ਨੇ စုံ17ယောက်ရှိတယ်လို့ဒေသခံတွေကပြောပါတယ်။ ဒီအကြောင်းကို RFA သတင်းထောက်မထထအိမ်ရောအောင်တင်ပြပါလိမ့်မယ်ရှင်။မကွေးတိုင်းရေစကြုံမြို့နယ်ရေလေကျွန်းဒေသကမြေစွန်းတော်ရွာကိုစစ်ကောင်စီတပ်ဝင်ရောက်စီးနင်းမိရှို့ခဲ့ပြီးနောက်ရွာထဲမှာတပ်ဖြတ်ခံထားသူ၁၁ယောက်အလောင်းကိုတွေ့ရှိခဲ့တယ်လို့ရွာကန်ဒီက RFA ကိုဒီနေ့ပြောပါရယ်။မတ်လ၂ရက်နဲ့၃ရက်နေ့မှာပကုတ်ကူအခြေဆိုင်အမှတ်၁၁၁ချင်းမြန်တပ်မဌာနချုပ်နဲ့ရည်စကြုံမျိုးကခမရ256 259နဲ့258တရင်ကစစ်သားအင်အား200ကျော် စစ်ကြောင်းထိုးစီးနင်းခဲ့တာလို့ဆိုပါရယ်။ဒါကြောင့်အင်ဂျီ300ကျော်ရှိတဲ့မြေစွန်းတော်ရွာကအင်260ကျော်၊ဇယက်နီနဲ့တာကောင်ရွာကအင်200ကျော်၊စွတ်စုပေါင်းအင်900ကျော်မီးရှို့ခံရပြီးပျက်စီးခဲ့တယ်လို့ဒေသခံတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါရယ်။အဲ့ဒီစစ်ကြောင်းထွက်သွားပြီးတဲ့နောက်မတ်လ9ရက်နဲ့9ရက်နေ့တွေမှာအသက်ခံရတဲ့သူတွေကိုတွေ့တာလို့အမည်မဖော်လိုတဲ့မြေစွန်းတော်ရွာကန်တယောက်က RFA ကိုပြောပါရယ်ပထမရွာဝင်ကားသားကတော့9လောင်းကိုအရင်တွေ့တယ်ပေါ့ဗျာ နောက်မှာတန်ချင်းကြီးဝင်လိုက်တော့မှယောက်ျားလေးကနေပြီးတော့6လောင်းထက်သေးတာပေါ့ဗျာသူသူပေါင်း7ယောက်ပြရတားကြီးကြီးနေပါဟိုလူငယ်2ယောက်ဆိုတာလဲစိတ်ကျမ်းမာရေးသမားတွေ2ယောက်သလုံးက2ယောက်ကလွှင့်ကြနာအကုန်ပြစ်ခံရတာဒီနေအသက်ခံရတဲ့သူတွေထဲမှာစိတ်ဝေဒနာသည်လူလက်ပိုင်း2ယောက်ပါဝင်ပြီး6ယောက်ကအသက်60ကျော်အရွယ်တွေဖြစ်တယ်လို့ဆိုပါတယ်လရှိချင်းတီစစ်ကြောင်းရံကြောက်နေရသေးတဲ့အတွက်ရွာကနေအားလုံးဘေးလွတ်ရာမှာတိမ်းရှောင်နေရတယ်လို့ဆိုပါတယ် အသက်ခံရတဲ့သူတွေထဲမှာဖခင်ပါသွားတဲ့အကြောင်းတားဖြစ်သူက RFA ကိုပြောပါတယ်။ဒီကနှစ်ပါးကနေဖြစ်တယ်ဟာ။သူကမရှောင်းနာဖို့ပြားလူကြီးတွေဆိုတော့အိမ်ဖြင်းလွဲပြီးတော့ဒီရှုပ်ပြီးဆိုမှလည်းအာရင်ထွက်တာပေါ့အာရင်ထွက်တဲ့အချိန်မှာတွေ့သွားတယ်ကျွန်တော်တို့အဲ့လိုပဲတိလက်ရတာပေါ့လေဘလို့ရုပ်တွေပါတယ်ကတော့ပြိမပြီးပါဘူးညာသူကအပေါ်ပိုင်းကိုပြစ်တာဆိုတော့ပြီးရတဲ့နောက်ကတော့ခေါင်းပိုင်းကိုပြစ်တာ ဒီအချိန်နဲ့ပတ်သက်လို့စစ်ကောင်စီရဲ့မကွေးတိုင်းပြောခွင့်ရသူတိုင်းလူမှုရေးဝန်ကြီးဦးမျိုးမြင့်နဲ့စကိုင်းတိုင်းပြောခွင့်ရသူတိုင်းလူမှုရေးဝန်ကြီးဦးညွန့်ဝင်းအောင်တို့ကို RFA ကတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့လက်ခံဖြေဆိုတာမရှိပါဘူး။အဲဒီစကြောင်းဟာမတ်လ၈ရက်နေ့ကရေစကြိုဘက်ကနေမြောင်မြွနယ်ထဲဝင်ရောက်ခဲ့ပေမဲ့မြောင်ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေနဲ့တိုက်ပွဲပြင်းထန်ခဲ့တာကြောင့်ပြန်ဆုတ်သွားတယ်လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ လက်ရှိအဲ့ဒီစစ်ကြောင်းဟာတာကောင်ရမှာရှိနေပြီးမြောင်မြွနယ်ဘက်စစ်ကြောင်းပြန်ထိုးလာနိုင်တယ်လို့မြောင်မြွနယ်ပြည်သူ့ကာကွယ်ရေးနဲ့လုံခြုံရေးအဖွဲ့ CDSOM တာဝန်ခံကိုနွေဦးက RFA ကိုပြောပါတယ်တောင်ကမှာတော့သူတို့မထွက်နိုင်လို့မထွက်ပြေးတာပေါ့ဗျာနော်။သူထွက်မယ်ဥပဒေကြတော့မြောင်းနေတော့ကဆက်ထွက်မယ်ဥပဒေကြမျိုးတော့ရှိတယ်။ဒါပေမဲ့ဆက်အထွက်မှာပဲတက်လမ်းတော့ပြီးတော့ပြန်ထုတ်သွားတာဆိုတော့အထိကိစ္စကလည်းများတဲ့တော့ကြောင့်မလို့ စစ်ကြောင်းရောင်မကွေးတိုင်းရေစကြိုမြို့နယ်နဲ့စကိုင်းတိုင်းမြောင်မြို့နယ်မှာရှိတဲ့ရွာပေါင်း16ရွာလောက်ကဒေသခံ2000ကျော်ထွက်ပြေးနေရပြီးအကူအညီတွေလိုအပ်နေတယ်လို့ဆိုပါတယ်ရှင်။အခုနှစ်ကုန်ပိုင်းကနေလာမယ့်2026ခုနှစ်ဇန်နဝါရီလလယ်ကြားလောက်မှာရွေးကောက်ပွဲကျင်းပသွားမယ်လို့ရုရှားကနေပြန်လာတဲ့စစ်ကောင်စီခေါင်းဆောင်ကပြောလိုက်ပါတယ်။ဒီရွေးကောက်ပွဲဟာလက်ရှိအခြေအနေတွေအရတနိုင်ငံလုံးနှွမ်းချုံမှုခက်ခဲသလိုနိုင်ငံတကာအသိမှတ်ပြုတဲ့ ရွေးကောက်ပွဲဖြစ်လာမှာမဟုတ်ဘူးလို့လည်းလိလာသုံးသက်သူတွေကပြောပါတယ်။ဒီအကြောင်းကို RFA သတင်းထောက်မတ်ရင်မျိုးသူတင်ပြပါလိမ့်မယ်ရှင်။ရုရှားနဲ့ဘီလာရုစ်ခီးစဉ်ကနေပြန်လာတဲ့စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကဒီနှစ်အကုန်နောက်နှစ်ဆက်မှာ ပါတီဆောင်ဒီမိုကရေစီရွေးကောက်ပွဲကျင်းပမယ်လို့မတ်လ9ရက်နေ့ကလင်းအပေါ်မှာပြည်ရင်းအခြေဆိုင်မီဒီယာတွေကိုပြောလိုက်ပါတယ်။ဒါကြောင့်အားလုံးပူးပေါင်းဆောင်ရွက်ဖို့ကိုလည်းသူကတိုက်တွန်းလိုက်ပါတယ်။ပါတီမှတ်ပုံပြတ်မတင်တဲ့ရှမ်းတိုင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီအထွေထွေအတွင်းရေးမှူးဦးဆိုင်လိုက်ကတော့စစ်ကောင်စီအနေနဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့ရွေးကောက်ပွဲကျင်းပနိုင်ဖို့မတိကြဘူးလို့သုံးသပ်ပါတယ်။ ရေကောက်ပွဲကဖြစ်မယ်မဖြစ်ဘူးဆိုတော့မသိကြတဲ့ဘူးပေါ့နော်တကယ်လို့လုတ်ဖြစ်တယ်ဆိုရင်တော့မှရန်ကုန်နေပြီးတော့မန္တလေးပေါ့ဒီ၃နေရာလောက်ပဲလုတ်လို့ရအလုံးစုံတလောက်ပဲလုတ်လို့ရမယ်အဲ့ခါကျရင်ရေကောက်ပွဲမလုတ်ဖြစ်တဲ့ဒေသတွေနဲ့ရေကောက်ပွဲလုတ်ပြီးသားဒေသတွေကြားထဲမှာပြီးရောဒီဖြစ်စရာအများကြီးရှိတယ်ပေါ့နော်သူအနေနဲ့နိုင်ငံတကူလုံးကိုလွှမ်းခြုံပြီးလောက်တာမဟုတ်ဘူးလူတို့ရဲ့စံတရရလောက်တာမဟုတ်ဘူးဆိုတဲ့ခါကျတော့ ဘယ်နှစ်ဖက်ကြားထဲမှာပို့ပြီးတော့မှပဋိပက္ခဖြစ်စီတာမျိုးပဲပေါ်ပေါက်လိုက်မယ်လို့ကျွန်တော်ယူဆပါတယ်စစ်ကောင်စီဟာရွေးကောက်ပွဲလုပ်မယ်လို့2022ခုနှစ်ဩဂုတ်လကတည်းကအကြိမ်ကြိမ်ပြောခဲ့ပေမဲ့လက်တွေ့မှာအကောင်အထည်မဖော်နိုင်ခဲ့ဘူးလို့ဦးဆိုင်လိပ်ကပြောပါတယ်စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲကိုပြည်သူတွေယုံကြည်မှာမဟုတ်ဘူးလို့နိုင်ငံရေးလေလာသူဦးတန်းစိုးနိုင်ကသုံးသပ်ပါတယ်ပြည်သူလူထုတွေကတော့ဆန္ဒမဲ့ပွဲကိုပေါ်အောင်မယ်လို့မယုံကြည်ကြပါဘူး 不管怎么干嘛，现在男人忙点那睡觉了嘛。啊，我平常你不要有啥没晓得嘛？哎喽，平常你有经常比阿比尼亚、越南、越南、老挝、老挝，哎喽，哎喽，你如果去柬埔寨是喽，就是穷亲戚吧，嗯，所以柬埔寨嘞啊，光泰国那些，江西你就是有啥过来去。 ဗိုလ်ချုပ်မှုကြီးမေအောင်လှိုင်ဟာရွေးကောက်ပွဲကျင်းပနိုင်မဲ့အချိန်ကိုတွက်ချက်ပြီးပြောတာဖြစ်နိုင်တယ်လို့ကြန့်ခိုင်ဖွံ့ဖြိုးရေးပါတီပြောရေးဆိုခွင့်ရှိသူဦးလာသိန်းက RFA ကိုပြောပါရယ်။အဲတော့အန်ဂယ်ရိုပါတီအနေနဲ့ဆိုရင်လည်းပြည်စင်ကြီးပူရတာပေါ့နော်။တခြားနိုင်ငံရေးပါတီလည်းပြည်စင်ကြီးပူရတာပေါ့။အဲ့ဒီချင်းအဲ့ဒီကြားရမှာမှကော်မရှင်ကလည်းသူထုတ်ပြန်သိတဲ့ဥပဒေတွေနည်းဥပဒေတွေထပ်တိုးဖို့လိုတဲ့ဟာတွေရှင်းရှင်းမှာပေါ့။အဲ့ဒါတွေအတွက်အကုန်လုံးတွက်ချက်ပြီးတော့မှဒါဗိုလ်ချုပ်မှုကြီးကပြောတယ်လို့ပဲအန်ဂယ်ရိုကလူကြီးဆက်ပါတယ်။ စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲဟာအတုအယောင်သာဖြစ်လိမ့်မယ်လို့မြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ CWC ဗဟုအလုပ်ကော်မတီဝင်ဦးထွန်းမြင့်က RFA ကိုပြောပါရယ်။အခုမှဒါဟိုကျွန်တော်တို့ NLD မပြောနဲ့တဲ့ဒီဒီဆရာမြတ်တောင်းမှုကိုဒူလာတဲ့ဒီဒီတူတယောက်ကမှလက်ခံမှာမဟုတ်ပါဘူး။ပါတီကိုကိုစားပြုပြီးဒီဒီတူတယောက်မှဒီရွေးကောက်ပွဲကိုဝင်ရောက်ရှင်နေဖို့မရှိပါဘူး။ရှင်းပြောတော့ဒီရွေးကောက်ပွဲ ဒါအတူရောရုပ်ောက်ပဲဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဟိုပြည်ပြည်အားလုံးသိရှိထားကြတာစစ်ကောင်စီဟာရွေးကောက်ပွဲကျင်းပနိုင်ဖို့ကြိုးပမ်းနေပေမဲ့လက်ရှိမှာတော့နိုင်ငံရဲ့နေမြေတဝက်ကျော်ကိုလက်လွတ်ဆုံးရှုံးထားရသလိုခုခံတော်လှန်မှုတွေလည်းဆက်ပြီးတော့ရင်ဆိုင်နေရပါတယ်။တပြိုင်နက်တည်းမှာပဲ2021ခုနှစ်အာနာသိန်းကလေးကအေးပေါ်ကာလတက်တန်းတိုးနေတာဟာခုနှစ်ကြိမ်ရှိပြီဖြစ်ပါတယ်ရှင်။ မြန်မာနိုင်ငံမှာစစ်မှုထမ်းဥပဒေရဲ့ဖိအားကြောင့်ထိုင်းနိုင်ငံကိုရောက်လာပြီးခက်ခက်ခဲခဲရပ်တည်နေရတဲ့လူငယ်ရာပေါင်းများစွာထဲမှာမမီမီဆိုတဲ့အမျိုးသမီးငယ်လေးပါဝင်ပါတယ်။သူဟာတရားမဝင်အလုပ်လုပ်ရင်းចောင်းသားဗီဇာနဲ့ခက်ခက်ခဲခဲရပ်တည်နေရလို့စိုးရင်တော့ကတွေနဲ့ရုံးကန်နေရသူတယောက်ပါ။ဒီအကြောင်းကိုမတ်တဆင်လိုင်းတင်ပြပါလိမ့်မယ်ရှင်။အလုံးစားရောက်သွားပြီဆိုတာနဲ့လို့အသက်ရှူအရင်ကြက်တော့ခံစားရတယ် อีทีวีค่ะแล้วก็มาลูกค้าตะยกเลยลูกขึ้นไม่ได้อ่ะนี่อะลงลงเนี่ยคือแม้อะลงเดียวก็คุณอาเป็นเชิงลาพันธ์ขันย่าတော့มะเลยสัวမျိုးก็ထိုင်းနိုင်ငံမှာတရားမဝင်အလုံးလုတ်ကင်နေရတဲ့အသက်24နှစ်ရွယ်မမီမီဟာဒီစကားတွေကိုပြောရင်ညင်ကြီးတွေထိမ့်မထားနိုင်ခဲ့ပါဘူး။ သူ့အတန်းထဲမှာမလုံခြုံမှု ကြောက်ရွံ့မှုတွေပြင်းထန်နေပါတယ်။မမီမီဟာမြန်မာနိုင်ငံမှာစစ်မှုထမ်းဥတွေကြောင့်ရန်ကုန်ကမိသားစုနဲ့အေးချမ်းစွာနေထိုင်ရာကနေထွက်ပြေးလာရသူတဦးပါ။စိတ်လုံခြုံမှုမရှိဘူး။လှုပ်ဆင်းလှုပ်တက်နေတဲ့အချိန်မှာလည်းသွားရလာရတဲ့ဒန်းမှာအနေရည်ဒီပါတွေပေါ့အဲ့ဒါတွေလည်းလုံခြုံမှုမရှိဘူးဆိုတော့ဘလို့ပဲနေရနေရမြန်မာနိုင်ငံထက်စားလို့ရှိရင်တော့လုံခြုံမှုရှိမယ်ဆိုပြီးဒီကိုရောက်လာတာပေါ့ ဒါပေမဲ့ထိုင်းနိုင်ငံမှာလည်းတရားဝင်နေထိုင်ခွင့်ရဖို့ဗီဇာလုပ်ငန်းစဉ်ကမလွယ်ကူပါဘူး။မမီမီရောက်လာချင်းသူ့အထားတဲ့အကြောင်းကဗီဇာထုတ်မပြီးတော့တဲ့အခါပြည်ပကိုထွက်ပြီးထိုင်းကိုပြန်ဝင်ရတာမျိုးနဲ့ကြုံရပြီ။အချိန်ငွေအိုင်းအင်တွေပို့ကုန်ခဲ့ရပါတယ်။အဲ့ဒီနောက်ချင်းမိုင်မြို့မှာတစ်နှစ်တက်တန်းရှိတဲ့ကျောင်းသားဗီဇာသူရခဲ့ပါတယ်။ ဒါပေမဲ့ဒီဗီဇာနဲ့တရားဝင်အလုပ်လုပ်ကိုင်ခွင့်တော့မရှိပါဘူး။စာဝတ်နေရေးအတွက်အရေးစွန်ပြီးလမ်းပီးစည်းဆိုင်တစ်ခုမှအလုပ်လုပ်ဖို့မမီမီရွေးချယ်လိုက်ရပါတော့တယ်။အရင်ကမမီမီဟာရန်ကုန်မှာပြပပညာရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုမှာကျောင်းသားတွေနဲ့မိဘတွေကို အကြံဉာဏ်ပေးတဲ့အလုပ်လုပ်ခဲ့သူပါ။အခုတော့ထိုင်းနိုင်ငံမှာတူတက်ခဲ့တဲ့ပညာနဲ့မဆိုင်တဲ့ လမ်းမစည်းဆိုင်မှာစိုင်သိန်းစိုင်ခင်းရတဲ့ဘဝကိုရောက်နေရတယ်လို့ထိုင်းလူမျိုးတချို့ရဲ့ခွဲခြားဆက်ဆံမှုကလည်းသူ့ကိုစိတ်ထိခိုက်စေခဲ့ပါတယ်ဒီထိုင်းနေဆိုရှင်ရုပ်ဝတ်တိရတာလည်းနေရမြန်မာဖလားအဲ့ဒါဆိုရင်မဝယ်တော့ဘူးလို့နင်တို့မြန်မာကငါတို့စီမားအလုံးလာလုံးနေကြရတာဆိုပြီးတော့မိချင်စရာမရှိတော့လို့အင်းကနေထွက်လာရတယ်ဆိုပေမဲ့အထီးကျန်မှုနဲ့မိသားစုကိုလွမ်းဆွမှုတွေကသူ့ရဲ့စိတ်မှာအရာယူထားပါတယ် အိမ်မကလေးကသမင်းစားလို့ရှိရင်ကဟိုလိုသမင်းစားရင်ကအမြဲမိသားစုကလို့အကောင်လုံးတူတူစူးစားနေကြဆိုတော့ရောက်လာတဲ့အခါမှာတယောက်ကင်းစားရတဲ့ခါကျတော့အမြော်အရသာလည်းမတူဘူးအခုနှစ်ထဲမှာသူ့ရဲ့ចောင်းသားဗီဇာកုံတော့မှာចောင်းနောက်ထပ်နေထိုင်ခွင့်အတွက်ကိုလည်းစိုးရိမ်နေရပါတယ်မြန်မာပြည်ကြီးငြိမ်းချမ်းတဲ့တနေ့တော့မိသားစုနဲ့တက်တိုက်ဝုံဝုံပြန်နေဖို့က သူ့ရဲ့ရည်ရွယ်ချက်ပါလို့မမီမီကပြောပါတယ်ရှင်။ RFA ရဲ့တင်းလာလေးညပိုင်းစီစဉ်နေကိုတော့ဒီမှာပဲရနာပါရစေ။မြန်မာပြည်သူပြည်သားတွေအားလုံးဘေးအန္တရာယ်အပေါင်းကနေကင်းဝေးကြပါစေရှင်။